အရကားတော် AAC မှာစစ်မှုသွားထမ်းရတော့မယ်နေတိုးနေတိုးကဆိုရင်တော့ထိတ်တန်းမင်းသားတယောက်ဖြစ်ပြီးရခိုင်လူမျိုးတယောက်ဖြစ်တယ်ဆိုတာအားလုံးသိမယ်ထင်ပါတယ်ရခိုင်လူမျိုးဖြစ်တာကြောင့်အရကားတော် AA ကိုအမြဲလွတ်လွတ်ထောက်ပံ့ပေးနေတယ်လို့သတင်းတွေထွက်ခဲ့ပြီးလာတယ်ဖြစ်ပါတယ်လက်ရှိအခါမှာတော့အရကားတော် AA ကရခိုင်လူမျိုးတိုင်းစစ်မှုမဖြစ်မနေထမ်းရမယ်ဆိုတဲ့ဥပဒေထုတ်လိုက်တာကြောင့်မင်းသားနေတိုးလည်းစစ်မှုသွားထမ်းတော့မယ်လို့သိရပါတယ်ဒီကြောင်ရလေးနဲ့ပတ်သက်ပြီးအပြည့်အစုံသိကြရင်ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါဦး။နေတိုးကဆိုရင်ရခိုင်ပြည်နယ်မန်အောင်မြို့မှာမွေးခဲ့တဲ့ရခိုင်သားစစ်စစ်တယောက်ပါ။ရခိုင်သွေးကိုလည်းအင်မတန်ချစ်ပြီးမိမယူတာတောင်ရခိုင်သူကိုယူထားတာလည်းဖြစ်ပါတယ်။2021ခုနှစ်တုန်းကဆိုရင်လည်းနေတိုးကဆန္ဒပြတာတွေလုပ်ခဲ့ပြီးရခိုင်ပြည်နယ်ကိုပြေးသွားခဲ့ဘူးတာလည်းဖြစ်ပါတယ်။နောက်ကြမှာစစ်တပ်စီမှာခံဝင်ပြန်ထိုးပြီးအေးအေးဆေးဆေးပြန်နေနေခဲ့တာပါ။ လက်ရှိအခါမှာတော့အရခတတော်အေအေကရခိုင်လူမျိုးတိုင်းအကုန်လုံးမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးထုတ်ပြန်လာခဲ့ပါတယ်။ဒီလိုထုတ်ပြန်လာတာကြောင့်မလို့ရခိုင်ပြည်နယ်မှာနေနေတဲ့ရခိုင်လူမျိုးတွေဟာဆိုရင်လည်းအသင့်ပြင်ထားပြီးပါပြီ။တခြားနေရာရောက်နေတဲ့သူတွေနဲ့ပြည်ပရောက်နေတဲ့ရခိုင်လူမျိုးတွေကလည်းစစ်မှုသွားထမ်းဖို့အထွတ်ပြုလုပ်နေတယ်လို့သိရပါတယ်။ ဒီရခိုင်စစ်မှုထံဥပဒေဟာရောက်ကြလေးဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအကျုံးဝင်တာပါ။ဒါကြောင့်မင်းသားနေတိုးရဲ့အသက်က40ကျော်သာရှိသေးတာကြောင့်စစ်မှုထံရမယ်စီရင်နဲ့ပေါဝင်လာတာလည်းဖြစ်ပါသေး။နေတို့ကဆိုရင်အဖေအမေကလည်းရခိုင်ဖြစ်ပြီးမပုံတင်ပါလေရခိုင်ဖြစ်တာကြောင့်စစ်မှုထမ်းဖို့အတွက်ငင်းဆန်လို့မရပါဘူး အကယ်လို့အာရခတတော် AAC မှာစစ်မှုလာမတမ်းမှုဆိုရင်ရခိုင်လူမျိုးအဖြစ်ကနေစွန့်လွတ်ခံရမှာဖြစ်ပါတယ်။ရခိုင်သည်အပြည့်ပါပြီးရခိုင်ပြည်နယ်ကိုချစ်တဲ့နေတိုးကရခိုင်လူမျိုးအဖြစ်ကနေတော့စွန့်လွတ်ခံမဲ့ပုံမရပါဘူး။ဒါကြောင့်မလို့နေတိုးဟာရခိုင်ပြည်နယ်ကိုပြန်ပြီးစစ်မှုထမ်းဖို့ကြာခိုင်နှုန်းများနေတာလည်းဖြစ်ပါတယ်။မြန်မာစစ်တပ်စီမားတော်ပတ်စံတွေရှိတာကြောင့်စစ်မှုမထမ်းရပေမဲ့အာရခတတော်အေကတော့ပတ်စံရှိုံနဲ့စစ်မှုမထမ်းရအောင်လုပ်လို့မရတာဖြစ်ပါတယ် စစ်မှုထမ်းတပ်တန်းကလည်းနမျက်တာဖြစ်ပြီးအာရခတ်တော်အေကလည်းနေတိုးလို့မင်းသားကိုတော့စစ်တိုက်ခိုင်းမှာမဟုတ်ပါဘူးဒီကိစ္စနဲ့ပတ်သက်လို့မင်းသားနေတိုးဟာလက်ရှိအချိန်မှာတော့ဘာမှမပြောထားသေးပါဘူးအကယ်လို့သူ့အနေနဲ့လက်ခံလိုက်မယ်ဆိုရင်မြန်မာစစ်တပ်ကချက်ချင်းဆိုသလိုလာရောက်ဖမ်းဆီးတော့မှာပါ ။အကြောင်းရေးချဲ့စရာခက်နေပြီးစစ်မှုပဲတွားထမ်းရမလား၊ရခိုင်လူမျိုးအဖြစ်ကနေစွန့်လွတ်ခံမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ပြည်သက်တွေကတော့နေတို့အနေနဲ့အာရခတ်တော်အေးစီစီမှာနှစ်နှစ်လောက်စစ်ပညာတွားသင်ပေးနေလို့အကြံပေးထားကြပါတယ်။ဒီလူတွေရဲ့ချစ်ခင်မှုလည်းပိုရမှာဖြစ်ပြီးရခိုင်လူမျိုးလည်းဆက်ဖြစ်ခွင့်ရမှာမို့လို့အင်မတန်ကောင်းပါတယ်လို့ပြောပြထားပါတယ်။အခုလိုမျိုးအာရခတ်တော် AAC မှာစစ်မှုတွားထမ်းရတော့မယ့်နေတို့အဖို့ပြည်သက်ကြီးတို့ရောဘယ်လိုထင်မြင်မိပါသလဲ။ ိတ်တို့ရဲ့အထင်မြင်လေးတွေကိုအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ရေးသားပြီးသားကြဖို့ပြောချင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။